皆さん、こんにちは、こんばんは。 အခုဖြေပြပေးမှာက N3GNPD မေကွန်းဟောင်း2019 12လပိုင်းရဲ့ပုံမှန်ဆိုလို့ရှိရင်မေကွန်းနံပါတ်9အပု္ပ္ပစာကြီးတွေနဲ့စတာပု္ပ္ပစာတွေပဲဖြေပြနေရ။အခုဒီတကားကျတော့မေကွန်းနံပါတ်9ကိုဖြေပြပေးမှာဖြစ်ပါတယ်။ဒီအပေါ်ကညီမလေးပေါ့နော်။တကူတက YouTube comment ကနေပြီးတော့လာပြီးတောင်းဆိုထားလို့ပေါ့နော်။အဲ့တော့ကျန်တဲ့ဆိုတာတဲ့ဟိုပု္ပ္ပစာတွေကိုလည်းဖြေပြပေးပါမယ်။အခုကျွန်တော်ရှိမှလက်ရှိရှိနေတဲ့ဝယ်ထားတဲ့မေကွန်းဟောင်းထဲမှာရှိတဲ့ဟာလေးတွေကိုအရင်ဖြေပြနေလို့ပါနော်။ဒီကဖြေကြည့်ပြီးတော့တိတ်နာမလို့လို့ပြောရဲပေါ့နော်။အဲ့တော့ပဲအဲ့တော့ဒီမေကွန်းနံပါတ်9ကိုလည်းပဲမေကွန်းက ိုအရင်ဦးဆုံးနားလည်အောင်လုပ်ပြီးတော့ point ချရပါမယ်မိကုန်းကိုသာအဓိကနားလည်သဘောပေါအောင်လုပ်ပေါ့နော်အရင်ဦးဆုံးနံပါတ်ကြီး9ပါပုံစံကစုစုပေါင်းမနက်ပုတ်ထွက်လဲဆိုလို့ရှိရင်6ပုတ်လောက်ရှိပါတယ်တင်းနဲ့နှစ်ကိုခွဲထုတ်တယ်ပေါ့နော်တပုတ်ကို3ပုတ်စီထွက်တယ်အဲ့တော့2ပုတ်ထွက်တော့6ပုတ်ဖြစ်သွားတယ်အဲ့တော့မိကုန်းနံပါတ်က28ဖြစ်ပါတယ်အဲ့တော့ဆက်ပြီးဖတ်ကြည့်မယ်မိကုန်းကိုရင်နားလည်အောင်လုပ်ရမယ်နော်အဲ့တော့မိကုန်းကဗာပြောလဲဆိုတော့တဲ့နာဇဲတဲ့ဝါဒရှိဝကျွန်တော်ကပေါ့နော်ပူရိုနော့ကင်မရာမန်နီတာနိုမှုခိုတိုနီရှိတာနော်ခါရဲ မိခွန်နော်မိခွန်ကဘာလို့ဘာသာပြန်မလဲဆိုလို့ရှိရင်ဘာလို့တဲ့ကျွန်တော်ကတဲ့ကင်မရာမန်နော် professional ကင်မရာမန်ပေါ့နော်အဲ့တော့ကင်မရာမန်ကိုတဲ့တောင်းဆိုခဲ့တာလေတဲ့မိခွန်အသွားလောက်ပြန်ဖက်ပြနားလျအောင်လုပ်ပါကိုကိုကိုဘာကြောင့်တောင်းဆိုလိုက်တာလဲလို့မေးတာဘာသူ့ကိုလဲဆိုကင်မရာမန်ကိုအဲ့တော့အဓိကဒီမိကုန်းရဲ့ point ဒီဘာဖြစ်လို့တောင်းဆိုတာလဲဒါဒီ point ဘာလို့တောင်းဆိုတာလဲ တော့နားစရာရှိမှာပါတော့ဘာလို့တောင်းဆိုတာလဲအဲ့ဒီတော့ငါတို့ကတခုခုတရားရောက်ကိုမေးလိုက်မယ်ဆိုရင်ဘာလို့လဲလို့မင်းပြန်ဖြေကိုကဖြေရတဲ့သူရဲ့နေရာနေလို့ရှိရင်ဒါဖြစ်လို့ပါဆိုတဲ့စကားလုံးပါအမယ်ဟုတ်တယ်မလားအဲ့လိုပြန်ပြီးတော့ reason ပေးတဲ့စာကြောင်းမျိုးပါအမယ်အဲ့တော့ဒီမေးခွန်းမှာလဲဘာလို့ကင်မရာမန်ကိုတောင်းဆိုတာလဲဟုတ်ပြီအဲ့ဒါဆိုရင်အပေါ်ကစာပေကိုဖတ်မယ်ဖတ်ပြီးတော့အဲ့ဒီစာပေထဲမှာကင်မရာမန်ကိုတောင်းဆိုတဲ့ တောင်းဆိုတယ်လို့ဆိုတဲ့စကားလုံးပေါ်ပြတဲ့စာကြောင်းလေးပါအဲ့ဒီနားမှသာရှာမယ်အဖြစ်ဟုတ်ပြီနော်ကဲဒါဆိုရင်ဆက်ဖတ်မယ်ဒီလိုမျိုးမိကုန်းနံပါတ်9တွေကများသောအားဖြင့်အရှိသုံးမိကုန်းတွေကိုအပေါ်ပိုင်းမှာရှိတယ်ဒုတိယမြောက်မိကုန်းကိုအလယ်ပိုင်းမှာရှိတယ်နောက်ဆုံးမိကုန်းကိုနောက်ဆုံးမှာထိုင်နေထားတဲ့ခါကျန်တဘုံလုံးချုံမိတာရှိတယ်ထုံးစံတိုင်းပဲအဲ့ဒီမိကုန်းပုံစံမျိုးကဒီဒီလိုမျိုးသဘောပေါက်ထားရင်ကြိုပြီးအဖြေရှားရလွယ်တယ်အဲ့အပေါ်ပိုင်းကနေစရှာမယ်ပတ်စကြည့်မယ်အဲ့တော့ဒီပဝင်းကျင်မှာအနီးနားမှာရှိတယ်ပေါ့နော်အဲ့တော့ခင်းကြော့နော်တဲ့ အဲ့တော့ရှာရှင်းရတဲ့ပေါ့နော်သူရဲ့အင်ဂျင်နာမှာရှိတဲ့ဓာတ်ပုံဆိုင်မှာတဲ့သူကဘာရေးထားလဲဆိုတော့ခွန်းစားကင်မေလေးနဲ့ရေးထားတဲ့စာဆိုရင်ဒါကအကြောင်းအရာတစ်ခုခုပြောတာမဟုတ်လို့နာမည်လို့လည်းထားလို့ရတယ်ဒီတိုင်းမှတ်လည်းရတယ်ဘာသာမပြန်ပဲနဲ့နော်အဲ့တော့အဲအိုကိုဆာမနော်တဲ့ရှီဇန်နာအေကာအိုတဲ့နိုကိုရှိမာဆန်ခါတိုယူပိုစတာအမီမရှိတာအဲ့တော့သူရဲ့အင်နာမှာရှိတဲ့ဓာတ်ပုံဆိုင်မှာကတ်ထားတဲ့ပိုစတာကိုကြည့်တဲ့ပိုစတာရဲ့ကြော်ညာနာမည်တိုက်တရားဒီနာမည်ဘာပြောရလဲဆိုတော့ဟိုကလေးလေးတွေရဲ့တဘာဝမျက်နှာလေးတွေကိုအဲ့တော့တဘာဝအတိုင်းခြံမထားခြင်းကြဘူးလား လို့ဆိုတဲ့ရေးထားတဲ့ poster ကိုသူတွေ့ခဲ့တယ်။အဲ့တော့ပူရိုနော့ကင်မရာမန်ကချီကာကုနော့ကိုအန်ဒဲရှာရှင်းကိုတတက်ခူရဲရုဆိုနာနော်တဲ့တဲ့။ဘာပြောရလဲဆိုတော့သူရဲ့ professional ကျွမ်းကျင်တဲ့ကင်မရာမန်တယောက်ကအနီးနားပတ်ဝန်းကျင်မှာရှိတဲ့ပတ်ဝန်းကျင်ရဲ့ပန်းချံမှာပေါ့နော်။ဒီမှာခန်းကြီးတစ်ခုလိုရနေတယ်လို့ထင်တယ်ပန်းချံပေါ့ဒါပန်းချံဖြစ်ရမှာတော့ပန်းချံရမှာရဲ့ဓာတ်ပုံကိုရိုက်ပေးနေတဲ့ပုံပေါ်တော့ကြောင်းပေါ့နော်ဆိုနာတော့လည်းပုံပေါ်တော့ကြောင်းနဲ့အဲ့တော့အဲတာနွန်တဲ့မိရုခိုတိုနေရှိမှရှိတာတောင်းဆိုမိလိုက်တယ်ကဲဟုတ်ပြီ ဒါဒါဆိုလို့ရှိရင်အဲ့တော့ဒီနေရာမှာတာနွန်တဲ့မီရိုကိုတိုနေရှိမှာတောင်းဆိုမိလိုက်တယ်။ဘာဖြစ်လို့တောင်းဆိုတာလဲအနီးနားကပန်းချံမှာဓာတ်ပုံရိုက်ပေးနေတော့ကြောင်းဟုတ်ပြီနော်အဲ့တော့အကြောင်းမဲ့ချက်တစ်ခုပါသွားရင်နော်နော်တွေကတော့ကြောင်းနော်မိကုန်းကလည်းဘာလို့လို့မိတယ်နော်ဖြင်းချောင်းနဲ့ပဲပြန်ဖြေရတယ်နော်များတော့အဲ့တော့ဒီမှာတစ်ချက်ဖတ်မယ်နောက်တစ်ခုဆက်ဖတ်မယ်ဝါဒရှိနေဝါဒကျွန်တော်မှာတော့တဲ့အဲ့လေးနှစ်အရွယ်သမီးလေးကရှိပါတယ်တဲ့အဲ့တော့သမီးလေးရဲ့တဘာဝကြားတဲ့မျက်နှာလေးပေါ့နော်အေကအိုကမျက်နှာလေးကိုတိုရီတိုင်းနော်ဒက်စ်ကရိုက်ချင်တော့ညာလေတဲ့အဲ့တော့ဂျီဘွန်တေဝက နာခနာခတော်ယုံတန်ယုံနဲ့ဒီဘက်မှာနော်အဲ့တော့နာခနာခတော်ယုံတန်ယုံနဲ့တဲ့ဥမခုဣခနာခုတဲ့ကြမ်းကြမ်းကျင်ကျင်မရှိတဲ့အတွက်ကြောင့်နဲ့ခုမတ်တဲ့ဣတနော်ဒက်စ်တဲ့အခက်တွေ့နေခဲ့ရပါတယ်အဲ့တော့ဒီမှာလဲနော်ဒက်စ်ပါတယ်ဒီမှာလဲနော်တဲ့ပါနော်တဲ့ကတော့အကြောင်းနော်ဒက်စ်ဆိုတာကအကြောင်းဖြစ်ပါတယ်အကြောင်းမဲ့ချက်ပြီးတာတွေအဲ့ဒါမျိုးစာကြောင်းလေးတွေဒီစာကြောင်းနဲ့ကြောင်းလုံးဖတ်ကြည့်မယ်ဆိုရင်သူတို့အင်းနီနာချင်းမှာရှိတယ်ဓာတ်ပုံဆိုင်ရာဓာတ်ပုံဆရာနေပိုစတာကတ်ထားတယ်ကလေးတွေရဲ့တဘာဝမျက်နှာလေးတွေကိုမမြင်ကျင်ကြဘူးလားမချန်ထားကျင်ဘူးလားဆိုတော့ပိုစတာစာကြောင်းလေးကြီးပိုစတာကတ်တယ် အဲ့တော့သူထင်လိုက်တယ်ပေါ့နော်အဲ professional cameraman တယောက်ကအနီးနားမှာရှိတဲ့ပန်းချံမှာတပ်ပုံရိုက်ပေးနေတဲ့အတွက်ကြောင့်သူတောင်းဆိုဖို့ဖြစ်လာတယ်။ဘာဖြစ်လို့တောင်းဆိုတာလဲ။ဟုတ်ပြီနော်။ဘာဖြစ်လို့တောင်းဆိုတာလဲဆိုတော့ဟာကိုရှာမဒီအဖြေတွေ့မှာလေ။အဖြေကလည်းဘာလို့သူတောင်းဆိုတာလဲ။အဲ့တော့ဘာလို့တောင်းဆိုတာလဲဆိုတော့သူ့မှာလေးနှစ်ရဲ့သမီးလေးရှိတယ်။အဲ့သမီးလေးရဲ့တဘာဝမျက်နှာလေးကိုသူရိုက်ချင်တဲ့တော်တော်သူပါသူရိုက်မယ်ဆိုရင်တော်ရုံတန်ရုံနဲ့အဆင်မပြေတဲ့အတွက်ကြောင့် နောက်ခုတဲ့ပေါ့နော်အစင်မပြေလို့အစင်မပြေလို့တဲ့ပေါအောင်လို့လို့ပါသားပြန်မယ်ကိုမတ်တက်အီတာနော်ဒက်အခက်တွေ့နေခဲ့ရပါတယ်အဲ့ဒါဆိုသူဘာလို့အဲ့ဒီ professional ကင်မရာမန်ကိုသွားပြီးအကူအညီတောင်းရတာလဲရှင်းရှင်းလေးပဲဒီစားဘာသာပြန်ကြည့်လိုက်မယ်ဆိုရင်သူကိုယ်တိုင်ရိုက်ရင်အစင်မပြေလို့ပေါ့ဟုတ်တယ်မလားနော်ကဲအဲ့ဒါဆိုလို့ရှိရင်အဖြေရသွားကြည့်လို့ရပြီအဖြေသွားကြည့်လို့ရပြီသူဘာပဲလို့ဟိုဖြစ်တာလဲအဖြေသွားကြည့်မယ်နံပါတ်၁ကကြတော့သမီးလေးရဲ့ဓာတ်ပုံကိုအသုံးပြုပြီးတော့ပိုစတာမှာလုတ်ချင်တယ်မဖြစ်တော့ဘူးပိုစတာလုတ်ချင်တယ်လို့မပြောတော့ဘူးစာပိုက်ထဲမှာနောက်တစ်ခုကသမီးလေးကတဲ့ ဒီ professional cameraman ကိုရိုက်ကင်မရာမန်စီကနေပြီးတော့ရိုက်ပြီးတော့လက်ခံချင်တယ်လို့ပြောတယ်။တမီးလေးတခွမှပြောတဲ့စကားမပါဘူးအပေါ်မှာ။နောက်တစ်ခုကတမီးလေးကပန်းချံမှာဓာတ်ပုံကို အဲရိုက်ပေးရတာကိုကြိုက်တဲ့အတွက်ကြောင့်သမီးလေးကြိုက်တယ်လို့လည်းပြောသွားတာခုမှမပါဘူး။နောက်တစ်ခုကကျတော့သမီးလေးရဲ့တဘာဝကြတဲ့မျက်နှာကိုမျက်နှာရဲ့ဓာတ်ပုံကပေါ့နော်။သူကိုယ်တိုင်ဂျီဘွန်းတဲ့ဝါကိုယ်တိုင်လုံးမယ်ဆိုရင်ဥမာခုတော်တဲ့နိုင်ခါတာကြွညံ့ညင်ညင်မရိုက်နိုင်တော့ကြောင်းဆိုတော့အပေါ်မှာလည်းဒီတိုင်းပြောသွားတယ်။သူကိုယ်တိုင်ရိုက်လို့ရှိရင်အဆင်မပြေလို့အခက်တွေ့တယ်။အဲ့ဒါကြောင့်မလို့ဘာလို့လဲ Professional Cameraman ကိုတောင်းဆိုတယ်။အဲအဲ့ဒါဆိုရင်အဖြေကနံပါတ်၄ဖြစ်သွားတယ်။ဟုတ်ပြီနော်။အဲ့တော့ဒါကမိကုန်းလှည့်ထားတာမိကုန်းအဲ့တော့ဒီအပေါ်ပိုင်းမှာပဲရှိရဲ့အဖြေရဒီတစ်ပိုင်းထဲမှာပဲရှိရဲ့ဒီပုတ်ရဲ့အဖြေရဟုတ်ပြီနော် อืมအဲ့ဒါဆိုရင်ဆက်သွားမယ်28ပြီးတော့29အဲ့တော့29ကကျတော့မြင်းလေးတားပြီးမေးတယ်မြင်းလေးတားပြီးမေးအဲ့ဒါကမြင်းတားထားတဲ့အနီးနားမှာပဲရှိတယ်လို့မှတ်ပြီးတော့ရှာရမယ်အဲ့တော့မေးခွန်းအရင်သားလေးအောင်လုပ်မယ်စောနယာရိခတတုအရုခတဲ့နာနိခတဲ့စောနယာရိခတအဲ့လိုမျိုးနီလန်လို့ဆိုတဲ့စကားလုံးရှိပါတယ်အဲ့ဒါကဘာကြည့်လဲတဲ့အဲ့ဒါဆိုရင်ဒီမြင်းတားထားတဲ့စောနယာရိခတလို့ခေါ်တဲ့အဲ့ဒီနီလန်ဆိုတာကဘာနီလန်လဲဆိုတော့အဲ့ဒီအနီးနားမှာသွားရှာရမယ်ဟုတ်ပြီနော်ကဲအဲ့ဒါဆိုရင်ကြည့်ရအောင် ကဲအဲ့တော့ကြည့်မယ်ဆိုတော့ခုနကဒီအပေါ်အထိနော်တက်စီပြီးတော့ဒီကနေစကြည့်မယ်ပေါ့နော်တိုးကြီးဆိုတော့တိုးကြီးဆိုတာအဲ့ဒီဓာတ်ပုံရိုက်တဲ့နေပေါ့နော်ဓာတ်ပုံရိုက်တဲ့နေမှာတဲ့ကင်မရာမန်ကတဲ့ပန်းဂျန်ရဲ့ပေါ့နော်ဘူရန်ခိုတဲ့ဘူရန်ခိုဆိုတာဘယ်လိုဟောပြောတာလဲဆိုတော့ဒန်စီတဲ့ပကက်လေးပြောတာမသိဘူးဘူရန်ခိုလို့ပဲထားလိုက်အဲ့ဒါဘာလဲဆိုတော့နောက်ကအာဆိုဘူးအဲ့တော့မူဆူမန် နော်စုခုချီခါခုတဲဆိုတာကဒီ brand အဲ brand ခိုးမှာကစားတဲ့တမီးလေးရဲ့စုခုချီခါခုဆိုအနီနာလေးမှာပဲတိုရီဟာဂျီမဲမှာရှိတာစတင်ရိုက်ရိုက်ခဲ့တဲ့တပုံကိုအဲ့တော့မုစုမဲကတဲ့ကမရာမန်အိုးတဲ့အဲခနာရီတော်တော်လေးခီနီအီတနော်တဲ့စိတ်ထဲမှာရှိနေတဲ့အတွက်ကြောင့်အဲ့တော့ကင်မရာမန်ကြီးကိုစိတ်ထဲမှာတထင်းထင်းဖြစ်နေတဲ့အတွက်ကြောင့်နဲ့ဝါတာရှိဝအဲကျမကပေါ့နော်ကျွန်တော်ကတဲ့စောနာယာရီခတ်တဲ့အဲ့လိုမျိုးနီလန်းနေတော့တဲ့အီရှာရှင်က တော်ရဲရုံတော်ဒါတို့ခတ်တို့အမွေမှရှိတာရိုက်နိုင်ပါမလားလို့တွေးမိလိုက်တယ်တဲ့။ဘာလို့ဆိုတော့ကင်မရာမန်ကသမီးလေးရဲ့အနားမှာသွားပြီးတစ်ဖြက်ဖြက်ရိုက်နေတော့သမီးလေးကကင်မရာမန်ကိုမြင်ပြီးရှက်နေမှာအဲ့လိုရှက်တော့သမီးလေးရဲ့တဘာဝဆိုတဲ့မျက်နှာကြီးကိုမြင်ရပါမလားဆိုပြီးတော့အဲ့ဒီနီလန်းတဲ့ကောဒီသမီးလေးရဲ့တဘာဝမျက်နှာကိုရိုက်နိုင်ပါမလားလို့တွေးခဲ့တယ်တဲ့။ဟုတ်ပြီနော်။အဲ့တော့ तू ကဒီကနေတချို့ဘာပြောလဲဆိုတော့အဲ့ဒီနေမှာပဲကင်မရာမန်ကပန်းချန်မှာပေါ့နော်ဘူလန်ခုမှာကစားနေတဲ့သမီးလေးရဲ့အနီးနားမှာတပ်ပုံတွေကိုဆ ਾਇ ရိုက်လိုက်တယ်။ဆ ਾਇ ရိုက်ပြီးတော့သမီးလေးကကင်မရာမန်ကိုစိတ်ထဲမှာရှိတဲ့အတွက်ကြောင့်အဲ့ဒီနီလန်းကြီးနဲ့မြား အဲ့ဒီနီလန်ကြီးနဲ့မြန်တပ်ပုံကောင်းကောင်းရိုက်နိုင်ပါမလားလို့တွေးတယ်ပေါ့နော်အဲ့တော့ထပ်ဖတ်မယ်ဒါပေမဲ့တဲ့အဲ့တော့ကင်မရာမန်ဟွာတဲ့ကင်မရာမန်ကအဲ့ဒီနောက်မှလဲပဲတဲ့ရှိပါရာခုအတန်ကြာပေါ့နော်စိုးနိုမမအဲ့ဒီအတိုင်းကြီးကိုပဲတိုရီဆွဆွခဲ့တဲ့အီမရှိတာဆက်တိုက်ကိုရိုက်နေခဲ့ပါဒလဆက်တွေရိုက်နေခဲ့တယ်အဲ့တော့ဟုတ်ပြီနော်အဲ့တော့ဒီမှာဆိုလို့ရှိရင်20မိနစ်လောက်ကြာတော့တယ်တမီးလေးကတဲ့ကင်မရာမန်ကဆိုဘာနီအီရုခိုတိုကိုခီနီရှိနာခုနတ်တဲ့အီမရှိတာ ဘယ်လိုပြောရလဲဆိုတော့မိနစ်20လောက်လောက်ကြာလဲကြာတော့တမီးလေးကကင်မရာမန်သူနာမှာရှိပါတယ်ဆိုတဲ့ဟာကြီးကစိတ်ထဲကနေပျောက်သွားခဲ့တယ်တဲ့အဲ့တော့ဒါကိုဒီကနေတီတီကိုပြန်ပြီးပါသားပြန်မယ်ဆိုရင်ပရမအုပ်ဆုံးဒီစောနာယာရီခါတာဆိုတော့ဘာကိုပြောတာလဲကင်မရာမန်ကတမီးလေးအနားမှာတဖြည်းဖြည်းရိုက်နေဆရိုက်တာဟုတ်ပြီနော်ဆတင်ရိုက်နေတာအင်းအဲ့တော့အဲ့ဒါကိုသူကနေပြီးတော့ဒီလိုမျိုးရိုက်လို့တမီးလေးကကင်မရာမန်ကြီးရှိနေတာကိုစိတ်ထဲမှာထင်နေတဲ့အတွက်ကြောင့်ဓာတ်ပုံကောင်းနေရပါမလားလို့တွေးလိုက်တယ် ဟုတ်ပြီဒါပေမဲ့ကင်မရာမန်ကအဲ့ဒီပုံစံအတိုင်းအဲ့ဒီပုံစံဆိုတာဘာကိုပြောတာလဲတမီးလေးအနားမှာပဲတစ်ဖြက်ဖြက်ဇက်တိုက်ရိုက်နေကြတာဆွဆွခက်တဲ့အိမ်မှာရှိတာရိုက်နေကြတယ်အဲ့လိုမျိုးရိုင်ရင်ရိုင်ရင်နဲ့မိနစ်နဲ့ဆယ်လောက်ကြာတော့တမီးလေးကကင်မရာမန်အနားမှာရှိတယ်ဆိုတာကိုစိတ်ထဲမှာမထားတော့စိတ်ထဲမှာထားတော့ဘူးတဲ့ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်အဖြေကိုတော့ရှာလို့ရပြီအဲ့တော့မေကွန်ကဆောင်းနာယာရီခါတာဆိုတာဘာကိုပြောချင်တာလဲအဲ့ဒီယာရီခါတာဆိုတာဒီကင်မရာမန်ရဲ့လုပ်ပုံလုပ်နည်းကဘာလဲဟုတ်ပြီနော်ဘာလဲဆိုတော့ကြည့်မယ် အဲ့တော့နံပါတ်၁ကကြတော့ဘူရန်ခိုတဲ့အဆွန်တဲ့အီရူအဲမူဆူမဲကိုတူတီဆူဆူခေတာခိုးလို့အဲ့တော့ဒီဘူရန်ခိုမှာကစားနေတဲ့တမီးလေးကိုဇက်တိုက်ရိုက်နေခဲ့တဲ့ကိစ္စကိုပြောချင်တာလားဒီနီလန်းဆိုတာကနံပါတ်၂ကကြတော့တမီးလေးနဲ့အတူတူတဲ့တမီးလေးနဲ့အတူတူဆိုတဲ့ကိုကအဲဘာပြောရလဲဆိုတော့ဘူရန်ခိုတဲ့အဆိုးပြီးနာကာတာနာကာတာဆိုရင်းနဲ့တမီးလေးနဲ့အတူတူကစားရင်းနဲ့ဆိုတော့သူပြောချင်တာကသူသူရောသူတမီးလေးအတူတူကစားရတယ်ဆိုတဲ့ဟာကိုပြောချင်တာအဲ့တော့နှစ်ယောက်သုံးကစားတာမျိုးတမီးလေးကပဲတပါးသူကစားနေရဆိုတော့ဒီဟာမဖြစ်နိုင်တော့ဟုတ်ပြီနော် နောက်တစ်ခုပေါ့နော်နောက်တစ်ခုကကျတော့နံပါတ်3ကကျတော့ကာမေရာအိုခီနီအီတေအီရိုမူဆူမဲနိုဆူဂူချီကာခုတဲ့တိုရီဟာဂျီမေတာအဲ့တော့ဒီမှာပြောတယ်ကင်မရာမန်ကိုစိတ်ထဲမှာရှိနေတဲ့သမီးလေးရဲ့အနားမှာစတင်ရိုက်ခဲ့တဲ့ကိစ္စတွေစတင်ရိုက်ခဲ့တဲ့ကိစ္စဆိုတော့အဒီကိစ္စကိုပြောချင်တာလားဟုတ်ပြီနော်အဓိကဟောက်ချမယ်နော်သူကနီလန်းလို့ပြောတာနော်အဲ့ဒီနီလန်းကဒီထဲမှာဘယ်ဟာနီလန်းဖြစ်မလဲဒီနှစ်ကတော့မဖြစ်နိုင်တော့တင်းနဲ့သုံးကဘယ်ဟာကနီလန်းဖြစ်မလဲနောက်တစ်ခုအဲနံပါတ်၄ကကျတော့မိနစ်20လောက် ပေါ့နော်မိနစ်20လောက်တဲ့အနီးနားမှာတဲ့တမီးလေးကိုဇက်တက်ရိုက်ခဲ့တဲ့ကိစ္စလားတဲ့မိနစ်20လောက်ရိုက်ခဲ့တာလားဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဖြစ်နိုင်ခြေရှိတော့ရွေးမယ်ဆိုရင်မိနစ်20လောက်ရိုက်တာမဟုတ်မိနစ်20လောက်ကြာတော့တမီးလေးကစိတ်ထဲကနေပျောက်သွားတာကင်မရာမှာအဲ့တော့ဒါလည်းတိတ်မဖြစ်နိုင်ဘူးအဲ့ဒါဆိုရွေးမယ်ဆိုရင်တက်နဲ့သုံးရပဲရွေးမယ်သူကမေးတာကနီလန်းကိုမေးတာအဲ့ဒီနီလန်းကဘာလဲတက်နဲ့သုံးထဲမှာဘယ်ဟာကနီလန်းလဲတော့ဖတ်ကြည့်လိုက်လေကင်မရာမန်ကသူ့နီလန်းကဘာလဲဆိုတော့တဘာဝပုံကိုလိုချင်တာလေတဘာဝပုံကိုလိုချင်နေဆိုတော့တဘာဝကြက်ကြက်ဖြစ်နေမှာ ရမှာဟုတ်အဲ့တော့သမီးလေးရဲ့အနားမှာတစ်ဖက်ဖက်ရိုက်တယ်ဘာလို့ရိုက်လဲဆိုတော့ကြာရင်သမီးလေးကကင်မရာမန်ကိုစိတ်ထဲကနေပျောက်သွားမယ်ရိုးသွားမယ်ရိုးသွားတော့သမီးလေးကသွားဆိုစိတ်လုကိုလို့ဆော့တော့ဓာတ်ပုံကောင်းကောင်းရိုက်လို့ရမယ်တဘာဝပုံလေးနောက်တစ်ခုကကြာတော့ဒီမှာနံပါတ်3ကိုကြည့်မယ်ကင်မရာမန်ကိုစိတ်ထဲမှာရှိနေတဲ့သမီးလေးရဲ့အနားမှာစတင်ရိုက်ခဲ့တာကနီလန်းမဟုတ်ဘူးဒါကသူ့ရဲ့လှုပ်ဆောင်ချက် နီလန်းကဘာလဲဆိုတော့အဲ့တော့ဒီဘူရန်ခိုမှာကစားနေတဲ့သမီးလေးကိုဒလဇက်ဇက်တိုက်ရိုက်နေတာတိုရီဆိုဆိုခဲ့တာခုလိုအဲ့ဒါမှနီလန်းဒလဇက်ရိုက်တော့ရိုက်ပါများတော့သမီးလေးကယိုးသွားတော့ကင်မရာမန်ကိုစိတ်ထဲမရှိတော့ဘူးလေအဲ့ဒါကနီလန်းဖြစ်တယ်အဲ့တော့စောနာယာရီခါတာအဲ့လိုမျိုးနီလန်းဆိုတာဘာကိုညွှန်းကျင်တာလဲဒီဟာကိုညွှန်းကျင်တာအဲ့တော့အဖြေကအီချီပန်ဖြစ်သွားတယ်ဟုတ်ပြီနော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်နောက်ထပ်ဒီနံပါတ်1ရဲ့နောက်ဆုံးတစ်ပုဒ်ပေါ့နော်နံပါတ်30ကိုဖြစ်ပြပါမယ်အဲ့တော့နံပါတ်30ကကြာတော့ဗာမေးခွန်းမေးရလဲဆိုမေးခွန်းကြည့်မယ်နော်မေးခွန်းကဗာပြောတာလဲဆိုတော့တဲ့ အဲ့ဒါကြတော့ခုဖူပေါ့နော်ခုဖူတို့အရုကားတဲ့ဒုနုယောနာခုတုကားတဲ့အဲ့တော့ဒီကောင်းမေးဖို့မေးတာဒီခုဖူဆိုတာကဘလို့ဟာမျိုးလဲတဲ့အဲ့တော့မေးကောင်းကဒါပဲအဓိကပိုင်းဒါပါလေခုဖူဆိုတာဘာကိုပြောချင်တာလဲအဲ့ဒါဆိုရင်သူကဒီမှာမြင်းနေတာပြည့်တဲ့အတွက်ကြောင့်ဒီခုဖူရှိတဲ့နေရာမှာသူ့ကိုဘာလဲလို့ညွှန်ပြထားတဲ့စာကြောင်းအဓိကသွားရှာမယ်ဟုတ်ပြီနော်အဲ့တော့ကြည့်ကြည့်မယ်အဲ့ဒါဆိုရင်ဆက်ဖက်ကြည့်ပါမယ်ခုနကအပေါ်ပိုင်းနဲ့ဒီအလဲပိုင်းကိုဖက်ပြီးပြီဆိုတော့နောက်ဆုံးပိုင်းကိုဆက်ကြည့်ရမှာပေါ့နော်အဲ့တော့အီချီဂျီခန်းနဲ့အီချီဂျီခန်းဒီကောင်ကဒါ ဆက်စတာဆိုတော့ဒါကတွတ်တဖြစ်ရမှာเนาะဒါကပါဘူးပြောထားလဲမသိအချိချိကန်တွတ်တအတူဘာဖြစ်လို့လဲဆိုတော့သူကဓာတ်ပုံရနေတဲ့အကြောင်းပြောတာဒီကမှားနေတယ်ထင်တယ်အချိချိကန်တွတ်တအတူတဲ့ဒီစာအုပ်ကအမှားတွေများတယ်ဒါကစာအုပ်လည်းမသိဒီမေကွန်เนาะဒီမေကွန်စာအုပ်ကအမှားများတယ်အရှိမလေးတခါမှားပြီးသွားပြီစလုံးပေါင်းတွေ့တယ်ဟုတ်ပြီအဲ့ဒါဆိုရင်ပြန်ကြည့်မယ် အဲ့တနာကြီးကြာရိုက်ပြီးတဲ့နောက်မှာတော့တဲ့မီဆက်တက်ခူတဲ့တာရှာရှင်းနေွာလာပြပြီးတဲ့ဓပုံတွေထဲမှာတဲ့မူဆူမဲနော်ဤအေဂါအိုကတဲ့တမိလေးရဲ့အရန်လာတဲ့အပြုံးမျက်နှာလေးကတဲ့နမ်းမိုင်းမိုးပုံပေါင်းများစွာပေါ့နော်အဲ့တော့ဟုတ်စတဲ့အီမရှိတာရိုက်ထားတာရိုက်ထားခဲ့ရပါတယ်တဲ့အဲ့တော့ရှီဇန်းနာအေဂါအိုကတဲ့တဘာဝကြားတယ်တဲ့အပြုံးမျက်နှာလေးကိုတဲ့တိုရဲတို့နော်ဝရိုက်နိုင်ခဲ့တယ်ဆိုတာကတဲ့ အဲ့တော့ကင်မရာညီနာတဲ့တဲ့ဒီကင်မရာကိုအသားကျသွားပြီးတော့တဲ့အီရူအီရှီနာခုနတ်တဲ့ခါရနန်ဒက်စ်တဲ့ပြောချင်တာကအီရူအီဆိုတာကကျွန်တော်ဒီတတိတတိမပြုတ်မိတော့လားပြောချင်တာဒီစားကြောင်ကအဲ့တော့ကင်မရာကိုသူကကြားလဲကြောင်တတိမထားမိတော့အဲ့လိုတတိမထားမိတဲ့ခါကျမှတဘာဝကြကြနေနေတော့ရိုက်တော့ပုံကောင်းလေးတွေထွက်လာတာအဲ့တော့အီရူအီရှီနာခုနတ်တဲ့ခါရနန်ဒက်ဆိုတာကတတိမကင်မရာကိုအသားကျပြီးတော့ကင်မရာကိုဂယူမဆိုင်တတိမထားမိတော့တဲ့အတွက်ကြောင့်ဖြစ်တယ်လို့ပြောပါတယ်တဲ့အဲ့တော့နောက်တစ်ခုကကျတော့ဟာဂျီမဲနဲ့နီချွတ်ပွန်းွားတဲ့ ထမအဦးဆုံးရိုက်နေတဲ့မိနစ်20ကတော့တဲ့ဆိုးနိုမင်းတော့ဂျွန်ဘီတက်စ်တဲ့ပြောချင်တာကအဲ့ဒီဟာအတွက်ပြင်ဆင်မှုဖြစ်ပါတယ်အဲ့ဒီဟာဆိုတာဘာကိုပြောချင်တာလဲဓာတ်ပုံကောင်းလေးတွေရဖို့အတွက်မိနစ်20ကြိုတင်ပြင်ဆင်ရတယ်အပေါ်မှာပြောသွားတယ်လေမိနစ်20လောက်ဇက်တိုက်ရိုက်လိုက်တော့တမီးလေးရကင်မရာကိုလည်းတတိမထားမိတော့ကင်မရာကိုအသားကျသွားတယ်ပေါ့နော်အဲ့တော့အသားကျသွားတော့ဓာတ်ပုံကောင်းလေးတွေထွက်လာတယ်ဟုတ်ပြီနော်အဲ့ဒါကိုသူကပြောချင်တာအဲ့ဒါလို့ဟိုရှိရတဲ့ခရီးမှာရှိတာပြောပြပေးခဲ့ပါတယ်ဘာလို့ပြောပြရလဲဒီနေ့အောင်ပြန်ကြည့်ရမယ်ဆိုလို့ရှင်ရင် တနာရီလောက်ရိုက်ပြီးတဲ့နောက်မှာပုံတွေကိုအများကြီးရိုက်ထဲရိုက်လိုက်ရတယ်။လာပြတော့ပုံကောင်းလေးတွေအများကြီးထွက်ခဲ့တယ်။တဘာဝကြတဲ့အပြုံးမျက်နှာလေးကိုရိုက်နိုင်တယ်ဆိုတာကကင်မရာကိုအသားကျသွားပြီးတော့တဲ့။တမီးလေးကဒီကင်မရာကိုတတိမထားမိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်တဲ့။ပထမဦးဆုံးမိနစ်20လောက်ကိုမိနစ်20လောက်ကမပါလောက်တာလဲဆိုအဲ့ဒီအတွက် ပြင်ဆင်တာဖြစ်တယ်အဲ့ဒီအတွက်ဆိုတာပါလေဓာတ်ပုံကောင်းတဘာဝကြားတဲ့ဓာတ်ပုံကောင်းတွေရောက်ဖို့အတွက်မိနစ်နဲ့ဆယ်ကြိုပြီးပြင်ဆင်ရတယ်သူကဇာတ်တိုက်ရိုက်နေရတယ်ပုံတွေအများကြီးဖန်တော့ရတယ်ဖလင်းတွေကုန်မယ်ပေါ့နော်အဲ့တော့ရိုက်နေကြရတယ်ဒါပေမဲ့အဲ့ဒီမှာသူကပုံကောင်းမရဘူးမိနစ်နဲ့ဆယ်အတွင်းမှာတမီးရီကကင်မရာကြီးကိုတရီထားပြီးတော့အဲတဘာဝကြားကြားမျက်နှာမရခဲ့ဘူးနောက်ပိုင်းကျမှကင်မရာအသားကျပြီးရသွားတာအဲ့တော့ချက်ပြောတယ်ပူရိုနော်တဲ့အဲ့တော့ကူဖူးကိုခီတဲ့ဒီ professional တွေရဲတဲ့ဒီနီလန်းကောင်းတွေကိုနီလန်းကောင်းတွေနဲ့ပေါ့နော်အော်အဲ့တော့ဒီမှာထပ်တွေ့ပြန်ပြီ ဒါကပါခန်းကြီးလဲဆိုဒါကအဲပတ်သက်တဲ့ခန်းကြီးတကားနှစ်ချက်ကြာမှအွတ်တုခင်မို့နဲ့ပတ်သက်တဲ့ခန်းကြီးဘာပြောချင်တာလဲခုခုကိုပတ်သက်ပြီးတော့လေတကခုတော့လွန်နေဒါက professional တွေကနီလန်းကောင်းတွေကိုကြားရပြီးမေးရပြီးဒါခိခိဖြစ်ရမယ်လို့ထင်တယ်နော်ဒါလည်းလွယ်နေရလို့ထင်တယ်ဒီခစားဟုတ်ကလွယ်တွေအများကြီးပဲဝယ်မိတာမားရတာမသိဟုတ်ပြီအဲ့တော့ဒီ professional တွေရဲ့ဒီခုခုကိုကြားရပြီးတော့မှနာရုဟိုတို့နာရုဟိုတို့ဆိုတာအော်ဟုတ်သားပဲတုတ်ဆိုပြီးတော့မှခန်းရှင်း ရှိမှရှိတာပေါ့။နော်ဒါသူကျေးဇူးတွေတင်းမိသွားတယ်ပေါ့နော်။အဲ့လိုမျိုးပြောချင်တာ။အဲ့တော့မေကွန်းကခူဖူးဆိုတာဘယ်လိုဟာလဲလို့ခုနကမေးတယ်။ဒီစာအကြောင်းထဲမှာခူဖူးကဘာကိုပြောချင်တာလဲ။ခူဖူးကဘာကိုပြောချင်တာအဲ့တော့စဉ်းစားရမယ်။တဏှာကြီးလောက်ကြာပြီးတော့ရိုက်လိုက်တဲ့နောက်မှာဓာတ်ပုံတွေအများကြီးထွက်လာတယ်။ဓာတ်ပုံကောင်းလေးတွေရရတယ်။တဘာဝကြတဲ့ဓာတ်ပုံလေးတွေရရတဲ့အကြောင်းရင်းဒီတဲ့ကင်မရာကိုအသားကျသွားလို့ကင်မရာကိုတတိမထားမိတဲ့အတွက်ကြောင့်ဖြစ်တယ်။ပထမဆုံးမိနစ်20လောက်ကိုအဲ့ဒီဟာအတွက်ပြင်ဆင်ရတာလို့ကင်မရာမန်ကပြောခဲ့တယ်။ ဲ့တော့ professional တွေရဲ့ဒီနီလန်ကောင်းတွေကိုကြားပြီးတော့မှအော်ဟုတ်သားပဲလို့သူကျေးဇူးတွေတင်ခဲ့ရတယ်။ဟုတ်ပြီနော်။ကြည့်အဲ့ဒါဆိုရင်အဲ့ဒီခူဖူးဆိုတာဘာလဲနီလန်ကောင်းပေါ့ပြောချင်တာတော့ဒါမှမဟုတ်အဲ့ဒါဘယ်လိုနီလန်လဲအဖြေသွားရှာမယ်။ဟုတ်ပြီအဖြေကိုကြည့်မယ်။ဖြေရဒီဘက်ဆာမျက်နှာကိုရောက်နေတယ်။အဖြေကဘာပြောလဲဆိုတော့နံပါတ်1ကအဲ့တော့ခရိုမိုကတဲ့ရှိရနိုင်ဘတ်လျှော်တဲ့ခင်းချောရှိနိုင်ရောနေတဲ့ကလေးမတိတဲ့နေရာပေါ့နော်ကလေးမတိတဲ့နေရာမှာကလေးစိတ်မလုံရှောက်အောင်ရိုက်တဲ့ ဘောနော်ရိုက်နေတဲ့နေရာမှာရိုက်တဲ့ကိစ္စတယ်။ဘာပြောချင်တာလဲမသိဘူး။သူပြောချင်တာကခလေးစိတ်မလို့ရှားအောင်ခလေးမရှက်အောင်လို့ပေါ့နော်ခလေးမသိတဲ့နေရာကနေရိုက်တယ်လို့ပြောချင်တာ။အဲ့ဒါကနီလန်းလား။ဟုတ်ပြီနော်။နောက်တစ်ခုတစ်နှစ်ကကြတော့ခရိုမိုကတဲ့ architect ရှိမဝါနိုင်ယောနီပြောချင်တာကဘာလဲဆိုတော့ခလေးမငင်းငွေတော့ architect ဆိုအခီတူကလာတာ။အဲ့တော့ခလေးမငင်းငွေတော့အောင်နဲ့နာရုဘက်ကိုတက်နိုင်ဆုံးကြီးခန်းကိုခခဲနိုင်တဲ့အချိန်မယူဘဲနဲ့အချိန်ကိုအကြိုက်မထားဘဲနဲ့အချိန်မစွဲဘဲနဲ့တို့ရခိုးတို့ညံ့ညံ့ရရလာလားတဲ့။အဲ့ဒါကနီလန်းလား။ ဟုတ်ပြီနော်နံပါတ်3ကကြတော့ခူရိုမိုကားတဲ့ကင်မရာနီနာရဲတို့ယော်နီတဲ့ကင်မရာမန်ကားတဲ့အဲကားအိုတဲ့တိုရီဆူဆူခဲတို့ခုတိုးတယ်ခလေးကကင်မရာပစီမှာအသားကျတော့အောင်ကင်မရာမန်ကပြုံးပြုံးလေးနဲ့ရရတာလားအဲ့ဒါကတော့ဒီခူဖူဖြစ်မှာလားခူဖူဆိုတဲ့ဘက်ကနီလန်ကောင်နော်ခုနကသူရှိမှပြောသွားတယ်နီလန်ကိုပြုတ်သွားပြီနံပါတ်4ကကြတော့ခူရိုမိုကားတဲ့တိုရာရဲတို့ခုတိုးနီးတဲ့နာရဲတို့ယော်နီခလေးကားတဲ့ဒီဓာတ်ပုံရိုက်တဲ့အပေါ်မှာအသားကျတော့အောင်လို့တဲ့ရှာရှင်းကိုဓာတ်ပုံကိုတိုရီဆူဆူခဲတို့ခုတိုးဇက်တက်ရိုက်နေတဲ့ကိစ္စလားအဲ့ဒီထဲမှာဖြစ်နေတော့ဘာဖြစ်မှာလဲ ဒီတစ်ကတော့လုံးဝမဖြစ်တော့ဘာလို့ဆိုတော့ကလေးမတိတဲ့နေရာဆိုတော့မဟုတ်ဘူးကလေးရှိမှပေါ်တင်ရိုက်တာဟိုနမနစ်ကကြတော့လေကလေးမငီးငွေ့သွားအောင်နဲ့အချိန်ကိုတူတူလေးရတယ်မဖြစ်တော့သူအချိန်အကြာကြီးကိုရိုက်တာတမင်တကာလေးဟုတ်တယ်မလားအချိန်ကြတော့တမင်လေးကအသားကျသွားတာနမတ်၃ကကြတော့လေကင်မရာမန်ကဒီကင်မရာနဲ့အသားကျသွားအောင်နဲ့ပြုံးပြုံးလေးရိုက်ရတာဒီပြုံးနေဆိုတဲ့ဇာတ်ကားတစ်ခုမှပါမတော့သူပါသူဇက်တိုက်ရိုက်နေတာကလေးတိတိမတိတိလေးဟုတ်တယ်မလားနမလေးကကြတော့ကလေးကင်မရာရိုက်တဲ့အပေါ်မှာအသားကျသွားတဲ့အထိကင်မရာကိုဇက်တိုက်ရိုက်နေရတယ်တပ်ပုံကို အဲ့ဒါဖြစ်နိုင်တယ်လေဘာဖြစ်လို့လဲဆိုတော့ तू ဒီမှာမပြောသွားလေမိနစ်20လောက် तू ပြင်ဆင်ထားရတာဓာတ်ပုံကောင်းနေရဖို့အဲ့မိနစ်20မှာ तू ဘာလုပ်နေရလဲဓာတ်ပုံကိုအပေါ်မှာပြောရတယ်လေ तू ဇက်တက်ရိုက်နေခဲ့ရတယ်ဟုတ်ပြီလားဓာတ်ပုံကိုဒီမှာမိနစ်20လောက်ကိုဇက်တက်ရိုက်ရတယ်အဲ့လိုမျိုးဇက်တက်ရိုက်ပြီးမိနစ်20လောက်ကြာတော့မှတမီးလေးအသားကြပြီးရောဓာတ်ပုံကောင်းနေထွက်လာတာဟုတ်ဟုတ်တယ်မလားအင်းအဲ့တော့အဖြေသီးနံပါတ်4ဖြစ်တယ်အဲ့ဒါမျိုးပုံစံကြီးကကြာတော့မိကုန်းနံပါတ်5ကကြာတော့အများသောအားဖြင့် point ဖမ်းဖို့ဆိုတာထက်အမြင်မြန်လေးနဲ့တွတ်တွတ်လေးဖတ်နိုင်ဖို့လိုတယ်အဲ့တော့ point ဖမ်းလို့လည်းရတယ်ပေါ့နော်ဒီအနီးနားပုံဝင်ချက်မှာပဲရှိတာဒါပေမဲ့ तू က တင်ကင်းစကရကောင်းပါတယ်တွေးရတယ်မိဘဖက်နေနဲ့စာဘိုက်ကိုဖက်နေနဲ့တွေးရတယ်အဲ့တော့တွေးရင်းနဲ့မှဩဒီလိုပါလားဆိုပြီးတော့သဘောပေါက်သွားတာမိဘအရန်လှဲ့တယ်ဒီမိဘနဲ့မငါ့ကနော်ဟုတ်ပြီအဲ့တော့ဒီနေ့တော့ဒီအစားဆုံးဖြစ်မယ်ဆိုရင်ဗီဒီယိုဖိုင်ကအရန်ရှိရအတွက်ကြောင်းဒီအပေါ်ပိုင်းတစ်ပိုင်းကိုပဲညီမလေးဒီညီမလေးကိုဖြေပြပေးလိုက်ပါတယ်အဲ့တော့တခြားပုစာကြီးလည်းပဲအတန်လေးဖြေနိုင်ပါစေဆင်ပြေပါစေနောက်တဲ့ဗီဒီယိုဖိုင်ဒီမှာပြန်တွေ့ကြပါမယ်